။ထိုးပြီးကုန်ပြီလားမတော့မသိဘူးနော်။ထိုးပြီးကြကုန်ပြီလားညလည်းလိုက်လွင့်တာလိုက်ကရှည်သွားတော့ကျွန်တော်လည်းတဝက်တစ်ပြက်နဲ့နားလိုက်တယ်နော်။ဒီနေရာမှာကိုထိတ်နော်ကိုထိတ်တို့သုံးထိတ်တို့ဒီနေရာမှာနှစ်မျိုးလုံးယူလို့ရတယ်။ဒါအခုကျွန်တော်ကိုထိတ်နဲ့အရင်ယူပြမယ်နော်။ကိုထိတ်နဲ့အရင်ယူပြမယ်ဆိုတော့ကျွန်တော်တို့ဒီငါးထိတ်စီ နော်အဲ့ဒီငါးထိပ်စီးကသူ့ရဲ့ဇောင်းမှာထိပ်စီးသုံးလုံးငါသူပေးနေတာလားဗောနော်တခါဒီငါးထိပ်စီးကလည်းသူ့ရဲ့ဒီဇောင်းမှာထိပ်စီးသုံးလုံးပေါင်းရင်ငါးလို့ဖြစ်အဲ့တခါအခုကျွန်တော်တို့ဒီငါးထိပ်သူ့ရဲ့ဇောင်းမှာကျွန်တော်တို့ထိပ်စီးသုံးလုံးငါးဆိုရင်ဒါ၉ထိပ်စီးကစားသွားလို့ရတယ်နော်အဲ့တော့ဒီထိပ်စီးထောင်သုံးလုံးကို၅လို့ထည့်လိုက်တာ ਨੇ ဒီလိုဇောင်း၃လုံးပေါင်းခြင်းကိုလေသူက၃လို့ထည့်တယ်။နော်အထောင်၃လုံးကဒီ၃လုံးပေါင်းခြင်း၄၄၅ဆိုတော့၃လို့ဖြစ်တယ်။တခါဒီမှာထည့်သီးတောင်၃လုံးကျွန်တော်တို့၅လို့ထည့်လိုက်တာ ਨੇ ။ဒီ၃လုံးပေါင်းခြင်းက၄လို့ဖြစ်တယ်။နော်၈၈၅ဆိုတော့၄လို့ဖြစ်တယ်။အခုဒီနေရာမှာထည့်သီးတောင်၃လုံး၅လို့ထည့်လိုက်တာ ਨੇ ။၃ည၆၉ဆိုတော့၅လို့သူပြန်ဖြစ်တယ်နော်။ ်ထိတ်စီဆောင်သုံးလုံးဇောင်းသုံးလုံးပေါင်းရင်3ဇောင်းသုံးလုံးပေါင်းရင်4ဇောင်းသုံးလုံးပေါင်းရင်5ထိတ်ထောင်သုံးလုံးကိုလည်း5ပုံသေး5ပုံသေး5ပုံသေးရိုက်နေရင်၄ထိတ်5ထိတ်6ထိတ်လို့ကစားသွားလို့ရတယ်เนาะအဲ့ဒီမှာ तू ကဒီအထောင်သုံးလုံးကဒီ5ထိတ်ရဲ့နှက်ခတ်ကိုသုံးပိတ်တာလားနော်ဒီမှာအထောင်သုံးလုံး5ရဲ့နှက်ခတ်3ပိတ်လာဒါဆိုဒီမှာအထောင်သုံးလုံး5ဖြစ်တဲ့အတွက်အဲ့ဒီ5ရဲ့နှက်ခတ်ကိုဒီဘက်3ပိတ်မလား ော်ဒီလိုမျိုးတွေလည်းရှိတယ်အဲ့တော့အဲ့ဒီ line နဲ့မှာကိုထိတ်မယူဘူးငားထိတ်ကိုသုံးထိတ်ကိုယူမယ်ဆိုလဲ तू ကဖြစ်တာပဲဘာလို့လဲဆိုတော့ तू ကဒီအောက်ကနေပါဝါ၄ချက် तू ကစားခဲ့တာဟုတ်နော်တခါကျွန်တော်တို့နောက်ပေါင်းကို၃ချက် तू ပြန်ကစားတယ်နောက်နှစ်ကိုဒီမှာကိုမလားထီအောင် तू ကလေးချက်ပေါ့နော်ကို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 လို့ပြီးသွားလို့ရတယ်တခါပါဝ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 ါတော့ तू ၄ချက်ပြီးလာတာ အဲ့ဒီမှာဒီရှေးပေါင်းငါကိုကျွန်တော်တို့ဒီမြင်းကုံမှာထောင်သုံးငါလို့ထည့်ကြည့်အဒီရှေးပေါင်းငါကိုသူ့ရဲ့မြင်းကုံမှာထည့်စည်းထောင်သုံးငါလို့ထည့်ကြည့်နော်အဒီရှေးပေါင်းကိုကျွန်တော်တို့သူ့ရဲ့ဒီဆောင်မှာထည့်စည်းထောင်သုံးလုံးကိုလို့ထည့်မယ်ဆိုရင်သုံးထည့်စည်းဝင်သွားလို့လေသူကရတယ်နော်အဲ့တော့သူကဘယ်လိုဝင်မယ်တော့မသိဘူးပေါ့လေနော်ဒါကျွန်တော်တို့က နေရာအထိုင်ကရွေးမတဲ့ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်အာထိုးပါအာထိုးပါလို့ကျွန်တော်ပြောတာနော်ကိုလည်းရှိသုံးလည်းရှိသုံးညခါရှိအပိတ်ရှိထိတ်ရှိအကုန်ရှိနေနောက်ကျွန်တော်သုံးစုံညကိုကိုဒဲထိုးခိုင်းတာကကျွန်တော်တို့နှစ်တိုင်းမှာ သူကစားခွက်ဖြစ်နေတာလေးရှိတယ်လေဒီနှစ်ဦးကျွန်တော်တို့ကိုးနောက်ပိတ်တဲ့နှစ်ထဲမှာနော်ကျွန်တော်ရှိတဲ့အထိုင်ကြီးစဉ်းစား စစ်တော်တို့ဒီနောက်နှလုံးပေါင်း9ရဲ့ဘေးမှာဒီတစ်တုံညာတစ်တုံညာလို့ပဲအတွဲလိုက်သူစင်ပေါက်တယ်။ဟောတခါသူ့ရဲ့နောက်နှစ်မှာလည်းအဲ့ဒီလိုပဲနေဦးကိုနောက်ပိတ်တဲ့နှစ်ထဲမှာပဲဒီနောက်ပေါင်း9ဘေးမှာ9တုံညာအတွဲလိုက်ပြုတ်တယ်။ဒီမနေ့ဦးမှာနောက်ပေါင်း9လို့ဖြစ်သွားပြီးတော့နောက်ပေါင်း9အဲ9နောက်ပိတ်ဖြစ်သွားလို့9နောက်ပေါင်း9ရဲ့ဘေးမှာဒါ9တုံညာအတွဲလိုက်ပြုတ်တာပေါ့နော်။အဲ့တော့ဒီမှာလည်း9ပိတ်ထားလို့ဒီနောက်ပေါင်း9ရဲ့ဘေးမှာ ုံးတုံညာအထိုင်တိုင်းပြုတ်မလားဒီလိုလဲကျွန်တော်တွေးကြည့်တာနော်သူကတော့အများကြီးပေါ်တွေးစရာတွေနော်ဒါတွေကနှစ်တိုင်းဖြစ်နေတာပဲရှေ့တွဲအထိုင်ညင်သူကပြုတ်နေတာနော်အဲပြောတော့လေသူကတခြားနေရာမှာမပြုတ်ဘူးဒီနောက်ပေါင်း9ရက်ပြီးနော်ကျွန်တော်တို့နောက်ပေါင်း9ရက်ပြီးနောက်ပေါင်း9ရက်ပြီးနောက်ပေါင်း9ရက်ပြီးဒီမှာထွက်နော်အဲ့ဒါကြောင့်မလို့อืมဒါဆိုရင် အာထုံးမကိုခဏကတော့လုံပါပဲဒါပေမဲ့ကျွန်တော်တို့ကလည်းတိတ်ပြီးတော့နင်လားငါလားလည်းမပြောရဲဘူးเนาะနောက်ကျွန်တော်တို့ဒီမှာ39ခွန်ဆိုတဲ့ခဏတည်းရှိတယ်เนาะဒီမှာလည်း39ခွန်တည်းရှိတယ်အဲ့ဒီ39ခွန်တည်းကနေပြီးတော့ကျွန်တော်တို့အကြိမ်ခိုက်เนาะအကြိမ်ခိုက်ဇောင်းပြေးတက်လိုက်88ဆိုတဲ့ခဏရှိတယ်ဒီ630အဲ633ပေါ့เนาะဒဲပေါက်ထားတယ် ၃ညာ၉ခွန်တဲပေါက်တာလေအဲဒီ၃ညာ၉ခွန်၆၃ညာ၃တဲပေါက်တာ ਨੇ အချိန်ခိုင်းမှာထွက်တဲ့၅ရှစ်ရှစ်ကအဲ့ဒီနှစ်ထဲမှာပြန်ကြကြတယ်နော်အဲ့ဒီခဏန်းပြန်ကြကြတော့ဒီ၆၄ညဆိုတဲ့ခဏန်းကနေ၁နှစ်၃ဘွဲဆင်းနေဘေးမှာသူကြတယ်ဒီမှာလည်းတူတူပဲ39ခွန်တဲပေါက်တယ်။သူကနေအကြိမ်ခိုက်ပြေးတက်လိုက်390เนาะဒီမှာ630တဲ့တဲ့693တဲ့ 633ဒဲရေ396ခွန်ဒဲရေသူကပေါက်ထားတဲ့ပရိအဲ့ဒီ396ခွန်633ဒဲပေါက်ထားပြီသူနဲ့အောက်အချိန်ခိုင်းမှာထွက်တဲ့930ဒီကနန်းကအဲ့ဒီနှစ်ထဲမှာပြန်ကြာဟို64နှစ်ရဲ့ဇောင်းပေါ်မှာပြန်ကြာကြပြေးသွားမယ်ဆိုရင်ဒီမှာကြာလို့ရတယ်နော်အဲ့သူအချိန်နှစ်ကျော်အောက်ဆောင်က4ဒီခွန်ကလည်းနောက်နှစ်ကိုသူလိုက်ထွက်ခဲ့တယ် ဒီကနေ့ပြန်ကြဒီလိုပဲသူ့ရဲ့အောက်ဆောင်နှစ်နှစ်ကျော်မှထွက်တဲ့ခဏကသူ့ရဲ့နောက်နှစ်လိုက်ထွက်ခဲ့တာเนาะအဲ့လိုမျိုးတွေဖြစ်တာတော့ဒီကောင်ကတော့မစိုးတော့မစိုးဘူးလို့ကျွန်တော်တို့တွေးကြည့်တာပေါ့เนาะမစိုးဘူးဆိုတော့အဲ့ဒီထဲမှာကျွန်တော်တို့တစ်ချက်သတိထားစရာရှိတာကဒီ900ဆိုတဲ့ကောင်သတိထားဘာလို့လဲဆိုတော့ဒီ64နှစ် အောက်ဆောင်မှာပြန်ကြတဲ့ခဏသူ့ရဲ့တပွဲကျော်မှာထွက်တဲ့လေးလျှောက်တစ်ကသူကအရှိနှစ်နှစ်ကျော်မကူခွန်တဲပေါက်ထားတဲ့မြင်းကုံကခဏနော်ဒီငါးကူခွန်မြင်းကုံကခဏန်းဒီနှစ်နှစ်ကျော်လာပေါက်ပြီးတော့သူ့ရဲ့ဘေးမှာတပွဲကျော်မှာပြန်ရကြတဲ့ပေါ့အဲ့ဒီငါးကူခွန်ဆောင်ကခဏန်းမှာဆိုရင်ဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီမှာနှစ်နှစ်ခွန်ဆိုတဲ့ခဏန်းဒီခဏန်းဒီအရှိနှစ်နှစ်ကျော်လာပေါက်တယ် အကူခွန်တဲတဲထားတယ်မြင်းကုံကကနန်းလာပေါက်တယ်အဲ့ဒီငါးကူခွန်ရဲ့တပွဲကျော်အဲ့ဒီနိနိခွန်နှစ်နှစ်ကျော်လာပေါက်လို့သူ့ရဲ့တပွဲကျော်ထွက်မဲ့ကနန်းသည်ငါးကူခွန်ရဲ့နှစ်နှစ်ကျော်ဆောင်းကကနန်းနော်ဒီမှာငါးကူခွန်တဲပေါက်ထားတယ်နှစ်နှစ်ကျော်ဆောင်းကကနန်းဒီမှာနှစ်နှစ်ကျော်ဆောင်းကကနန်းဆိုဒီ900ဆိုတဲ့ကနန်းကလည်းဒါကြောက်စရာကောင်းတယ်နော်တတိထားမနေ့ကလည်းကျွန်တော်တုံညာအပိတ်တွေလည်းပြောခဲ့တယ်နော် အကျွန်တော်ကတော့ဒီ630နဲ့အကြိမ်ကိုက်39ခွန်ဒဲပေါက်တာနဲ့အကြိမ်ကိုက်ကကဏ္ဍကိုပြန်ရခေါ်တာဒီမှာလဲ633နဲ့အကြိမ်ကိုက်39ခွန်ဒဲပေါက်ထားတာနဲ့အကြိမ်ကိုက်ကကဏ္ဍကိုပြန်ရလို့ခေါ်ဒီကဏ္ဍကြပြီးတခါတည်းမပြီးဘူးနောက်တခါထပ်ကြအောင်ပါเนาะအဲ့ဒီဘွဲကို930သာပြန်ကြကြခဲ့လို့ရှင်ဒီ930ကဒီမှာမရက်ဘူးနောက်တခါပြန်ကြကြဖို့ဒီနေရာမှာရှိသေးတယ်เนาะအဲ့ဒါလေးလည်းတရှိထား ော်684ဒိုင်ပိတ်တယ်တဲ့ဟိုဒိုင်ပိတ်တယ်လေဘာလို့ဖို့စိုက်ကကြည့်နေဘယ်တော့ပိတ်ရင်မထိုးနဲ့ဘောနော်ပိတ်နေပြီဟာထိုးမှမရတဲ့ဟာဘာလို့ဖို့ကြည့်နောက်တစ်ချက်ကနောက်တစ်ချက်ကကျွန်တော်တို့ဒီနားမှာတုံးကိုတစ်ပြန်ညာကြတယ်เนาะအဲ့ဒီပြန်ညာကြတဲ့တုံးကိုတစ်ကသူကဒီကျွန်တော်တို့အဝေးကြီးပေါ့ ဒီမှာကျွန်တော်တို့ကစားမဲ့ပြန်ရကစားမဲ့နှစ်ထဲမှာဒီကုန်းကူတက်လို့အရင်ထွက်ထားသေးတယ်เนาะအခုဒီမှာလည်းရှိတယ်ကျွန်တော်တို့648အဲ648ရှိတယ်လေ300ပြန်ကြเนาะအဲ့ဒီ300ပြန်ကြကလည်းကျွန်တော်တို့ဒီနှစ်ထဲမှာ300ပြန်ထွက်ခဲ့ပြီးသားမဲ့ကျွန်တော်ကအဲ့ဒီ300ပြန်ကြကနေအချိန်ခဲမှာ680ဆိုတဲ့ခဏကလည်းအပေါ်ကနေပြန်ကြကြတယ်သူ့ဆောင်မှာ360တက် ီမှာ3ခုခုပြန်ညကြတယ်သူနဲ့4နှစ်မြောက်မှာ664ပြန်ညကြတယ်သူ့ရဲ့ဆောင်မှာ36ခုလို့သူတည်ဒါ36ခုအကြိမ်ခဲပေါက်ထားတဲ့ဖရိတ်ပဲနော်အဲ့ဒီ36ခုနေကနေကျွန်တော်တို့အကြိမ်ခဲဆောင်ကြီးပြေးတက်လိုက် ခုနကကျွန်တော် ပြောခဲ့တဲ့3ခု1လာပေါက်ထားတဲ့နှစ်ထဲမှာနော်33ခွန်ဆိုတဲ့ကဏ္ဍကပြန်ကြားကြတယ်အဲ့ဒီကဏ္ဍကအရှိတနှစ်ကျော်ပါကနေလာပေါက်ပြီးတော့ပြန်ကြားကြတယ်เนาะ အခုဒီ630ကနေအချိန်ခိုက်ပြေးတက်လိုက်ဒီပွဲမှာကျွန်တော်တို့ပြန်ညာကဏ္ဍကြရမယ်ဒီကဏ္ဍဒီရှေ့တစ်နှစ်ကျော်ကကဏ္ဍဖြစ်ကမယ်နော်အဲ့ဒီလိုမျိုးတွေးလိုက်တယ်အဲ့ဒီမှာနှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍကလည်းဒါယူလို့ရတယ်နော်အဲ့သူကမကြခင်သူမကြခင်ကျွန်တော်တို့အပေါ်မှာသူ့ရဲ့မြင်းကုန်မှာထွက်တဲ့ကဏ္ဍကလည်းအဲ့ဒါသူ့ရှေ့နှစ်ကကဏ္ဍ20နဲ့3ချိန်ကကဏ္ဍနော်နောက်နှစ်ကိုတက်ပေါ်သူ့ဆောင်းမှာပြန်ညာကြတယ် အဲဒီမှာ23ချိန်က930သူ့ရဲ့နောက်နှစ်ကိုတက်ပေါက်သူ့ရဲ့ဒီဆောင်မှာမှပြန်ကြကြရမှာเนาะကြမဲ့ခဏန်းကလည်းရှေ့တစ်နှစ်ကျော်ကခဏန်းဒီမှာပြန်ကြတဲ့ခဏန်းကလည်းရှေ့တစ်နှစ်ကျော်ကခဏန်းเนาะသူကဒီလိုဆောင်းစင်းပေါက်အောက်မှာဒီမှာကြတော့ဆောင်းစင်းကိုပြောင်းပြန်ဖြစ်သွားတယ်เนาะအဲ့သူမပေါက်ခင်အပေါ်မှာထွက်ခဲ့တဲ့တစ်လေးခွန်ကလည်းတစ်နှစ်3 4 5 6ခွန်8ချိန်เนาะ8ချိန်နှစ်ကနေလာပေါက်တဲ့ခဏန်း ဲ့ဒီရှစ်နှစ်ကလာပေါက်တဲ့ခဏအဲ့ခဏကလည်းအဲ့ဒီနှစ်ထဲမှာသူကပြန်ညာကြပြီးရအောင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘွဲမှာပြန်ညာကြမယ့်ခဏန်းဒီနော်ပြန်ညာကြမယ်ဆိုရင်သူ့အပေါ်မှာထွက်ခဲ့တဲ့ခဏကအရှိရှစ်နှစ်မြောက်ကခဏန်းဒီနေ3 4 5 6 9 10နှစ်မြောက်ထဲကခဏန်းကို30အဲ့အချိန်မှာကျွန်တော်ပြောခဲ့သလိုဒီချင်းနှစ်မြောက်ခဏလာပေါက်ပြီးရင်အဲ့ခဏကပြန်ကြအောင်ပါ အခုဒီမှာရှင်းနှမြောက်ခဏန်းကတော့လာပေါက်ပြီးပြီသူအောက်မှာပြန်ညားကြမယ်အဲ့ဒီပြန်ကြမယ်ရှင်းနှမြောက်ခဏန်း930ကိုပဲတခါတည်းကျွန်တော်ရောထဲတာနော်သဘောပေါက်လားဒီမှာခဏန်းကနှစ်ကွက်140ခွန်နဲ့ခွန်30နှစ်ကွက်ပြန်ကြတာနော်တနစ်ကျော်ခဏန်းပေါက်ပြီးပြန်ကြမှာမကြခင်သူ့ဘဝခဏန်းကရှင်းနှမြောက်ခဏန်းဒီခဏန်းတွေလည်းအဲ့ဒီနှစ်ထဲမှာပြန်ညားကြအောင်ပါအဲ့ဒီမှာကျွန်တော်ကဘလို့တွေးလိုက်တော့ဒီရှင်းနှမြောက်ကခဏလာပေါက်ပြီးသူ့အောက်မှာပြန်ညကြမယ်ကြမယ်ခဏရှိတစ်နှစ်ကျော်ခဏ အဲ့ဒီ၈နှစ်မြောက်ကကဏ္ဍကလည်းလာပေါက်ပြီးရင်ပြန်ညားကြမယ်တစ်ခါတည်းနှစ်ဆိုင်ကိုတစ်ဆိုင်တည်းရောပြီးတော့၈နှစ်မြောက်ကဏ္ဍလာပေါက်တာရယ်ပြန်ကြရမှာရယ်တစ်နှစ်ကျော်ကဏ္ဍပြန်ကြရမှာရယ်တစ်ချက်တည်းကျွန်တော်ဆွေးရိုက်တာ390နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေနားလည်မယ်တော့ထင်တာပဲနော်နှစ်မှုဘူးတမှုတည်းပေါင်းရိုက်တယ်ဗောဗျာနော်အဲ့တော့ကျွန်တော်တို့ဒီ line နေကျွန်တော်တို့ဒီဆက်ချိန်မှာပြန်ကြကဏ္ဍ ဆယ်ချိန်မှာကျွန်တော်တို့ပြန်ကြခဏကစားမယ်ပေါ့နော်နောက်ကျွန်တော်တို့ဆယ်ချိန်မှာပြန်ကြနောက်ဆယ်ချိန်မှာကျွန်တော်တို့ပြန်ကြဆယ်ချိန်မှာပြန်ကြအချိနော်အဲ့ဒီဆယ်ချိန်ပြန်ကြတဲ့ခဏတွေက3ပါတဲ့ခဏတွေကြာနော်နောက်သူကနေတန်းတန်းလာဒီမှာရှိတယ်ဒီမှာကျွန်တော်တို့နောက်3ခန်းနဲ့ကျွန်တော်တို့ကဖမ်းကစားတာဟုတ်အဲ့ဒီမှာဒီလေးနောက်ပိတ်ထောင်3လုံးက၄လို့ဖြစ်တယ်နော်သူ့ရဲ့ဘေးကခွန်ဒီ ခါတိုင်းအငိမ့်နဲ့သုံးထိပ်စီးနဲ့ပြန်ကြနော်ပြန်ကြအဲအတော့မှ၄နောက်ပိတ်တာတို့ဒီမှာ၈အပိတ်တာတို့နော်၉နှစ်နှစ်ဒီမှာကျတော့2003လုံးက5ပုံသေးเนาะ25လို့သူဖြစ်ထားတာအခုဒီမှာလည်းရှိတယ်ကိုတို့နှစ်တို့ဒီ2003လုံးက5တို့เนาะအပေါ်မှာ9နောက်ပိတ်တို့6နောက်ပိတ်တို့เนาะအဲ့ဒီမှာကျွန်တော်တို့ ငါနောက်ပိတ်အထောင်သုံးလုံးကငါလို့ဖြစ်တယ်သူ့ရဲ့ဘေးကဒီခွန်ခါသည်ခွန်ခါနဲ့သုံးထက်စီအငိမ့်နဲ့ပြန်ကြမှာလားနော်ဒီမှာလဲဒီခွန်ခါသည်ခွန်ခါကိုသုံးထက်စီအငိမ့်သူကဒီသုံးလုံးကိုသုံးလို့ဖြစ်ခဲ့သေးတာဟုတ်နော်အဲ့တော့နှစ်ခွန်လေးဆိုတော့သုံးလို့လည်းဖြစ်ခဲ့သေးတော့သုံးထက်စီနဲ့လားဒါမှမဟုတ်ရင်ဒီသုံးခါကထိတ်လားဒီမှာလည်းရှိတယ်ဒီသုံးခါကထိတ်လားဒါမှမဟုတ်ရင်ဒီသုံးလုံးကိုအဲဒီသုံးလုံးကသုံးဖြစ်ခဲ့လို့သုံးထိတ်နဲ့ ခွန်ဒီခါတိုင်းအငိမ့်နဲ့ပြန်ကြတာလားเนาะဒါပြန်ကြကနေမယ်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီမှာ၄နောက်ထောင်၃လုံး၄ဒီမှာ၅နောက်ထောင်၃လုံး၅အခုဒီမှာ၆နောက်ထောင်၃လုံး၆လို့ဖြစ်ပြီသူ့ရဲ့ဘေးက၉ခါဒီ၉ခလဲနဲ့ကြမလား၉ခလဲနဲ့ကြမယ်ဆိုဒီလိုကြเนาะတောက်ထည့်စီအငိမ့်နဲ့ဆိုဒီလို၃၉၃ရလို့ဒီလိုကိုထွက်ကြမယ်အဲ့လိုမထွက်ဘူးဆိုဒီ၃ညတိထိတ်နေ ဒီကိုဒီခါနဲ့ဆိုရင် ကျွန်တော်တို့ဒီ3ည93ဆိုတဲ့ကဏ္ဍမျိုးလဲဒါထွက်သွားလို့ရတယ်เนาะဒီမှာကျွန်တော်ရေးထားတဲ့3ည93ည39အာထိုးရမှာပါပဲเนาะဘယ်နေရာရွှေ့မယ်ပါမယ်ဆိုတော့တော့3ခတ်မှာ तू ကလှဲ့မှာပဲကဏ္ဍပေါက်ကိုထည့်ရင်ဒီ site မျိုးတွေမှာကဏ္ဍကနေရာမငြိမ်တော့ဘူးလှဲ့မှာเนาะအဲကျွန်တော်တို့ဒီနေရာမှာ3ည8နဲ့ထွက်မလားဒါမှမဟုတ်ဒီကိုဒီကိုခါနဲ့ထွက်မလား ီကိုဒီနှစ်ဒီမှာနောက်ထောင်သုံးလုံးကသူချုပ်ထားပြီးသားเนาะ၄နောက်ပိတ်၆နောက်ပိတ်၄နောက်ပိတ်၇နောက်ပိတ်၄နောက်ပိတ်၈နောက်ပိတ်เนาะသူ site ထဲမှာကျွန်တော်တို့ဒီမှာပရိငါးပေါ့ဗျာเนาะ तू က၅နှစ်ခတ်၃ဒီဒီ၃ခါကတက်တာဒါဆိုရင်ဒီမှာပရိငါး၅နှစ်ခတ်၃ ဒီမှာတုံးထိတ်တာဒါမျိုးတွေလည်းရတယ်เนาะအဲ့တော့ဒီပရိတ်ခွန်ခွန်နှက်ခတ်တုံညဒီခွန်ရဲ့နှက်ခတ်တုံညထိတ်လို့လည်းရတယ်သူကတော့မျိုးစုံယူလို့ရတယ်ဒါပေမဲ့ကျွန်တော်ကအတန်လဲမကြားရတဲ့မကြားရတာဖုံးကမကောင်းဘူးဗျเนาะအဲ့ဒီဘက်ကတော့အတန်တကုံချဲ့ပြီးတာဖွင့်ကျွန်တော်ဘက်ကအတန်ကဒါအကုန်ပဲအဲ့တော့ဒီ၁၀ချိန်မှာထွက်တဲ့ကဏ္ဍကို ကျွန်တော်က3ပါတဲ့ခဏပြန်ကြဒီခွန်ခါးဒီခွန်ပါနဲ့ပြန်ကြလို့ပဲကျွန်တော်ယူလိုက်တယ်เนาะအဲ့ဒီစဲချိန်မှာထွက်မဲ့ခဏဒီ3ပါတဲ့ခဏပြန်ကြเนาะဒီခွန်ဒီခွန်ပါ3ခွန် အတွဲလိုက်ပေါ့เนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီ9ဒီ9အပါကို3ကိုအတွဲနဲ့ခဏပြန်ကြဆိုပြီးဒီ390ပဲကျွန်တော်ပြန်ထည့်တယ်เนาะအဲ့လိုမှမဟုတ်ဘူးတခြား3ပါတဲ့ခဏပေါ့เนาะဒီ3ခွန်ခွန်တို့ ီ388တို့ဒါတွေလည်း2356တို့ဒါတွေကျွန်တော်ပြထားပြီးသားတွေပါနော်တခြား site တွေရှိပါတယ်အဲ့တော့ဟုတ်တာ မဟုတ်တာတော့မသိဘူးပေါ့ဗျာနော်ကြိုက်ရင်တော့ထိုးပေါ့နောက်တစ်ချက်ကြားရတယ်ဗျဟုတ်ပါနော်တို့တို့ဒီနေရာမှာ900ဒဲပောက်ခါလာရှိနော်ဒီမှာလဲ900ဒဲပောက် ဲ့တော့900ကနေနှစ်နှစ်ကျော်မှပညာကဏ္ဍနေထောက်တယ်ပေါ့ဗျာဒီ900ကနေနှစ်နှစ်ကျော်မှပညာကဏ္ဍ40ထောက်ထားတာရှိတယ်အဲ့အဲ့ဒီ900ကနေကျွန်တော်တို့အကြိမ်ခိုက်ပြေးတက်သွားလိုက်ရင်သူကဒီ9ရက်စီ3လုံးတန်းပြီးသူ့ဆောင်မှာပြန်ကြကြတယ်နော်အဲ့ဒီ900ကနေအချိန်ခိုက်တန်းတက်သွားရင်ကျွန်တော်တို့ဒီမှာ900ဒီသုံးလုံးတန်းသူ့ဆောင်မှာပြန်ရကြမယ်။အဲ့ဒီပြန်ရကြမယ်ခဏန်းဒီအဲ့ဒီနှစ်တည်းက611ခါသုံးလုံးဆောင်ထိုးပြီးတော့ဒီနေရာမှာကြာချက်နော်။ သူမကြသေးခင်သူ့အပေါ်မှာလည်းပြန်ကြကိုကျွန်တော်တို့ကကြိုကစားခြင်းလားဒီကောင်အဲ့ဒီကနန်းဒီနောက်ပွဲမှာကြမှာမကြခင်အပေါ်မှာကျွန်တော်ကပြန်ကြတခွက်ကြိုကစားမှာနော်အဲ့ဒီမှာ900ဆောင်းထိုးပြီးနောက်ပွဲမှာ6လေးရှိပြန်ကြထဲမှာမကြခင်သူ့အပေါ်မှာကျွန်တော်က390ပြန်ကြအရင်ကြိုကစားခြင်းလားနော်အဲ့ဒီ9ထည့်စီ3လုံးတန်းနဲ့ဆောင်းပါပြန်ကြနှစ်ကွက်ဆင့်ကစားပြန်ကြနှစ်ကွက်ဆင့်ကစားမယ်ပေါ့နော် အဲ့တော့အဲ့ဒီကစားမဲ့96လေးမကြခင်သူ့အပေါ်မှာကြိုပြီးပြန်ကြမဲ့3လေးလေးဒီအရှိရှိနှစ်ဒီနေ့3 4 5 6 9 10နှစ်မြောက်ထဲကခဏ8 3ညအခွနော်8 3ညအခွနဲ့ခဏဒီအဲ့ဒီနှစ်ထဲမှာ8 3ညခြေတွဲနဲ့ပြန်ကြလိုက်လို့အဲ့ဒီပြန်ကြခဏရဲ့အပေါ်ကောင်ကိုခွန်ကိုလို့ဆောင်းထိုးထားတဲ့ကိုခါပေးရခဏ7နှစ်မြောက်သွားပေါက်ပြီးပြန်ကြနော် သူကြပြီးမှသူအောက်မှာလိုက်မှာနောက်တော့ကွဟောအခုကျွန်တော်တို့ဒီနေရာမှာခုနကလည်းကျွန်တော်ပြောတယ်ရှင်းနေမြောက်ကကနန်းလာပေါက်ပြီးပြန်ကြဆိုတာเนาะအခုဒီပွဲမှာပြန်ကြကြမယ်ကနန်းဒီရှေ့ရှင်းနေမြောက်ကကနန်းဆိုတော့အဲ့ဒီ930တကွက်ပဲရှိတယ်အဲ့ဒီ1 2 3 4 5 6 9 8ရှင်းနေမြောက်ထဲက73ညအခွားနဲ့ကနန်းကအဲ့ဒီနေ့ထဲမှာရှစ်ထိပ်စီနဲ့ပြန်ကြသူ့အပေါ်ကကနန်း ကိုခွန်ကိုလို့ဆောင်ထုတ်တဲ့ကိုခါပေးရခဲ့တယ်နော်အဲ့ဒီခဏကို30ဒီချစ်နေမြောက်ထဲမှာလာ ပေါက်ပြီးပြန်ကြအရင်ကြအဲ့ဒီကို30ပြန်ကြပြီးမှသူ့အောက်မှာကို4ချစ်ဆိုတဲ့ခဏနောက်ဘွဲကိုပြန်ကြကျွန်တော်ထပ်ခေါ်ထားတာနော်အဲပြန်ကြနှစ်ဘွဲဆင့်ရိုက်သွားနိုင်တယ်ပေါ့ဗျာအဲ့လိုလဲကျွန်တော်တွေးထားတာနောက်တစ်ချက်ကျွန်တော်ညလည်းပရိတ်နှစ်ကိုထပ်ဖို့စိုက်ပြခဲ့တယ်နော် အဲကျွန်တော်တို့ဒီနေရာမှာကိုထိပ်ပရိတ်ကိုတုံညာခါနဲ့ကူးတယ်ကိုရဲ့ပါပါအဲ့ဒီထဲမှာပရိတ်၄လို့ဒီမှာကြတယ်အဲ့ဒီပရိတ်၄ကနေ1 2 3 4ချိန်မှာတစ်ပရိတ်နှစ်ခုထပ်တော့တုံညာခါနဲ့ထပ်တယ်ဒီနှလုံးတုံညာကတုံညာခါနဲ့ပရိတ်ထပ်ထွက်တယ်နော်တခါဒီမှာတုံညာထိပ်ပရိတ်တုံညာတုံညာခါနဲ့တုံညာတယ်တုံညာရဲ့ပါပါ၅ပရိတ်လို့ထွက်တယ်သူ့ရဲ့နှစ်ပွဲကြုံမှာပရိတ်နှစ်ထပ်တယ်ဒီနှလုံးတုံညာဒီခါနဲ့ ပြိနှစ်ထွက်တယ်เนาะထွက်တယ်ပေါ့ဗျာเนาะအဲ့ကျွန်တော်တို့ဒီမှာတစ်ထိုက်ပြိတစ်လို့ရိုက်တယ်သုံးညခါနဲ့တစ်တယ်အဲ့ဒီတစ်ရဲ့ပါဝါ6ပြိလို့ဒီမှာထွက်တယ်သူ့ရဲ့နှစ်ပွဲကြုံမှာထွက်မဲ့ခဏန်းဒီဒီနှလုံးသုံးညသည်သုံးညခါနဲ့ပြိထားဆိုရင်ဒီနေရာမှာနှစ်ပြိကိုသုံးညခါနဲ့ထပ်သွားလို့ရတယ်เนาะအဲ့ဒီသုံးညကနေရာမငြိမ်ဘူးမငြိမ်ဘူးဆိုတာကဘာလို့ပြောတော့ရှေ့မှာတုံညာနှလုံးထောင်ပြီးတော့တုံညာခါးနဲ့ပြိထထသွားတာ ဒီမှာလဲတုံညာနှလုံးထောင်ပြီးတုံညာခါနဲ့ပြိဋ္ဌတ်သွားတယ်ဒီမှာကြတော့ငါးကြီးဖြစ်နေတယ်လို့ကျွန်တော်မိတ်ဆွေတွေမြင်ရင်မြင်မယ်ပေါ့ဗျာเนาะဒါပေမဲ့အဲ့ဒီကောင်ကိုမယူဒီတုံညာကသူကချိန်မှမထောင်ဘူးခါမှပြောင်းထောင်သွားတဲ့အတွက်ဒီတုံညာကဒီနောက်မှလည်းပိတ်သွားလို့ရတယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ကညာက633ညာဆိုတဲ့ဒီကနန်းကိုလည်းကျွန်တော်ထည့်ပေးတယ် တုံညနှလုံးထောင်နေနေရမှာထိတ်ကမထောင်မင်းနဲ့ခါမှာပြောင်းထောင်နေအတွက်ဒီတုံညဒီခါမထည့်ပဲနဲ့အပိတ်မှာပြောင်းသွားလို့ရတယ်နော်ဒါလေးတစ်ချက်သတိထားအဲဒါကလည်းဗရိတ်နှစ်ထပ် site တို့ထပ်တဲ့ site ပဲနော်တုံညပါရမယ်ညကလည်းတုံညအပိတ်ဒီကျွန်တော်ပြထားပါတယ်မနေပါဘူးနောက်တစ်ချက်ကျွန်တော်တို့ဒီ line တစ် line ပေါ့နော်ဒါလေးကျွန်တော်ပြန်ညပြပြီးရင်တော့ ော့ဒီမှာနှစ်ပြိတ်နှစ်ထိတ်ရှိတယ်ဒီမှာလည်းနှစ်ပြိတ်နှစ်ထိတ်ရှိတယ်နော်နှစ်ပြိတ်နှစ်ထိတ်နှစ်ပြိတ်နှစ်ထိတ်ဒီမှာကြတော့သူကအောက်မှာလာဖြစ်တာနှစ်ပြိတ်နဲ့နှစ်ထိတ်နော်အဲ့ဒီနှစ်ရဲ့ပါဝါ439ခွန်ရဲ့နှစ်ခတ်သုံးရပိတ်တယ်ဒီမှာပြိတ်နှစ်နှစ်ပိတ်တယ်နှစ်ရဲ့ပါဝါ349ခွန်ရဲ့နှစ်ခတ်သုံးရပိတ်တယ် အဲ့ဒီမှာဗရိတ်နှစ်တယ်နှစ်နောက်ပိတ်တယ်နှစ်ရဲ့နှက်ခတ်ဒီနှလုံးခွန်တယ်အဲနှစ်ရဲ့ပါဝါဒီနှလုံးခွန်တယ်ခွန်ရဲ့နှက်ခတ်တုံညာပိတ်တယ်နော်အဲ့ဒီလိုဒီဖြစ်တော့ကျွန်တော်တို့ဒီခွန်ရဲ့နှက်ခတ်တုံညာပိတ်ခဲ့တဲ့ကောင်ဒီသူ့ဆောင်မှာတုံညာခါးနဲ့ထွက်သွားတယ်ခဏဗရိတ်၅ဒီ၅နောက်ပိတ်နဲ့ထွက်တဲ့ခဏဒီအဲ့ဒီနှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာသူကပြန်ကြကြပြီနော် အဲ့ဒါဒီမှာနှစ်တယ်နှစ်ပါဝါခွန်တယ်ခွန်နှက်ခတ်၃ညတယ်၃ညသည်ခါလို့ထွက်တယ်ဗရိတ်၉သည်၉နောက်ပိတ်နဲ့ထွက်တယ်၉60အဲ့ဒီနှစ်ထဲမှာပြန်ရကြတယ်နော်ဒါဆိုရင်ဒီမှာဗရိတ်နှစ်တယ်နှစ်ပိတ်တယ်နှစ်ပါဝါခွန်တယ်ခွန်နှက်ခတ်၃ညပိတ်တယ်၃ညသည်ပြီးခဲ့တဲ့ဘွယ်ကသူ့ဆောင်မှာ၃ညခါလို့ထည့်တယ်ဟောဒီဗရိတ်၉သည်၉နောက်ပိတ်နဲ့ထွက်တယ်၉၃ညအတွဲနဲ့ကဏန်းသည်အဲ့ဒီနှစ်ထဲမှာပြန်ကြကြမယ်။ဘယ်နေရာကြမလဲဒီပွဲပဲကြမယ်။ ျွန်တော်ဖမ်းပြီဒီပွဲပဲကြာနော်ဘယ်တော့နဲ့ဖမ်းလဲဆိုတော့ဒီ site ကိုကျွန်တော်တော်တော်ကြိုက်တယ်နော်အဲ့တော့အဲ့ဒီမှာကျွန်တော်နှစ်ဦး9နောက်ပိတ်ပြီးတာနဲ့3နှစ်ကျော်လိုက်တော့နှစ်ဦးမှာထိတ်စည်းတောင်းအောင်3လုံးက4လို့ဖြစ်တယ်အဲ့ဒီ4ဒီအဲ့ဒီနှစ်ထဲမှာ4ထိတ်စည်းနဲ့4ရဲ့ပါဝါ6ထိတ်စည်းနဲ့ခွန်အပိတ်လို့သူထွက်တယ်နော်ဒီထောင်း3လုံး4 4ရဲ့ပါဝါ6ထိတ်စည်းကိုခွန်အပိတ်နဲ့တွဲထွက်တယ် ကနန်းတစ်ခွက်ရှိတယ်သူ့ရဲ့အောက်နှစ်ပွဲကျော်မှာပြန်ညာကြတုံညာခါးနဲ့ကနန်းကြတယ်နော်ပရိငါးသည်ငါးနောက်ပိတ်နဲ့ထွက်တယ်ကနန်းဒါဆိုရင်ဒီနှစ်ဦးငါးနောက်ပိတ်တယ်သုံးနှစ်ကျော်မှာထဲစည်းနှစ်ဦးမှာထဲစည်းတောင်သုံးလုံးက၄လို့ပဲရိုက်တယ်၄ပါပါကိုကိုထိတ်စည်းခွန်နောက်ပိတ်နဲ့တွဲပြီးတော့အဲ့ဒီနှစ်ထဲမှာ၄ခွန်ကိုခွန်လို့ထွက်တယ်နော်ဒီမှာလဲကိုခွန်ကိုပါပါနှစ်ဦးမှာအထောင်သုံးလုံးက၄ခဲ့တာအထောင်သုံးလုံးက၄ခဲ့တာနော် အဲ့တော့သူကဒီမှာတော့ဒီခွန်ခွန်နှက်ခတ်၃ညနဲ့ရိုက်ထားတဲ့ကဏ္ဍမို့လို့ဒီခွန်နောက်ပည့်ရအောင်နှစ်ပွဲကြော်နော်ဒီခွန်နောက်ပည့်ရအောင်နှစ်ပွဲကြော်နှစ်ဦးမှာထောင်သုံးလုံး၄ခဲလို့၄ပါဝါ၉ထိပ်စီရနှစ်ပွဲကြော်ထောင်သုံးလုံး၄ခဲလို့၄ပါဝါ၉ထိပ်စီရနှစ်ပွဲကြော်မှာသူကြတယ်နော်ကြတော့ဟုတ်ပြီကဲကြပြီဆိုတော့ကျွန်တော်တို့ဒီနေရာမှာနှစ်ဦး၅ပိတ်ပြီ သူကနေ၃နှစ်ကျော်ထက်စီတောင်သုံးလုံးကိုသူကအဲ့မှာခွန်လို့ဖြစ်ပြီးခွန်ပါဝါကျွန်တော်တို့ကနှစ်ထိပ်စီနဲ့ခွန်နောက်ပည့်ရဲ့နှစ်ပွဲကျော်နော်နှစ်ထိပ်စီနဲ့ခွန်နောက်ပည့်ရဲ့နှစ်ပွဲကျော်ဒီပွဲမှာကြာနော်ဒီ၃ညရဲ့နှစ်ခတ်ဒီနှလုံးခွန်ခွန်ရဲ့နှစ်ခတ်၃ညခါနဲ့ထွက်ခဲ့လို့အဲ့ဒီ၃ညခါနဲ့ကနေပြန်ကြရင်ခွန်နောက်ပည့်ရဲ့နှစ်ပွဲကျော်မှာသူပြန်ကြကြနေဦးမှာထဲသီးတောင်သုံးလုံးခွန်ဖြစ်ခဲ့လို့ခွန်ပါဝါနှစ်ထိပ်စီစကြတဲ့တပွဲကျော် နှစ်ပွဲကျော်เนาะထဲထောင်အသုံးလုံး၄ဖြစ်ခဲ့လို့၄ပါပါကိုးထိပ်စည်းရဲ့နှစ်ပွဲကျော်ထဲထောင်အသုံးလုံးက၄ဖြစ်ခဲ့လို့၄ပါပါကိုးထိပ်စည်းရဲ့နှစ်ပွဲကျော်เนาะသဘောပေါက်ပါပါကဲအဲ့ဒီလောက်ဆိုရင်ကျွန်တော်မိတ်ဆွေတို့ကျင်နေလို့ရပြီเนาะချိန်မှာကဖရင်တူနှစ်ကတ်ကသူကပုံမှန်တည်ခဲ့တာမှန်တယ်နောက်တစ်ခတ်မှသူကဖျောက်ထားတာအကျဉ်းကြီးအကြိုက်လည်းမဟုတ်နော်ဘယ်လိုလဲဖြစ်စေကျွန်တော်လိုက်ချတော့မှသူကဒီဖြစ်စဉ်ကအောက်ကိုတပင်းစောရဲချထားတာ အဲ့တော့ကျွန်တော်ကဒီ site ကိုအကြိုက်ဆုံးနဲ့အကြိုက်ဆုံးပေါ့နော်ကျွန်တော်ဒီ site ကိုအကြိုက်ဆုံးကျွန်တော်ကထုတ်လိုက်တာသူပြန်ကြတဲ့နေရာမှာတုံညာခါအငိန်ကြပြီးတော့နောက်ပေါင်းချင်းငါးကငါးအပိတ်နဲ့ထွက်တာတုံညာခါအငိန်နောက်ပေါင်းကိုကကိုအပိတ်နဲ့ထွက်တာဒီမှာတုံညာခါငိန်နောက်ပေါင်းကိုကကိုအပိတ်နဲ့ထွက်တယ်အဲ့ဒီခိုင်တန်းပေါ်မှာကျွန်တော်ဒီနေရာပြန်ကြအောင်ဒါကျွန်တော်ကြိုက်တယ်ပေါ့ဗျာနော်အဲ့တော့ဒီ site ကိုကြိုက်တာနဲ့ကျွန်တော်653နေ648တွေကျွန်တော်အကုန်လုံး ဖြတ်ထုတ်လိုက်တယ်ဖြတ်ထုတ်လိုက်တယ်ဆိုတာကမကြိုက်တော့ဘူးပေါ့ဗျာเนาะဒါပေမဲ့ထိုးတာတော့ထိုးရမှာပါဘယ်သူမှတော့အပိုင်မသိဘူးခဏန်းဆိုတာကအကြိုက်ကိုအကြိုက်ကိုဝင်နေဖြစ်တဲ့ခါကျတော့เนาะအကြိုက်ကိုတကွက်ကိုပြောပါဆိုတဲ့ခါကျတော့ကျွန်တော်တို့က390ကိုအကြိုက်လို့ကျွန်တော်တို့ကပြောရတာပေါ့เนาะ site ကဒီလို site မျိုးမှာကျွန်တော်တို့ကအကြိုက်မကန်ရင်ချက်ထိုးလို့မရတော့ အဲ့ဒါအခုမနဲ့ပြတယ်နော်930ပြန်ကြနော်930ပြန်ကြ930ပြန်ကြနော်930ပြန်ကြ930ပြန်ကြ930ပြန်ကြနော်ဒါအခုမနဲ့ပြတယ်ညကပြတာတွေကကျွန်တော်တို့ဒီမှာနော်ဒါညကပြတာခွန်ခွန်ကိုဒဲပေါက်တာနဲ့သူ့အောက်ကိုပွဲကကနေပြန်ညတယ်နော်ခွန်ခွန်ကိုဒဲပေါက်တယ်သူ့အောက်ကိုပွဲမြောက်ကကနေပြန်ညတယ် နောက်ခုံခုံကိုပေါက်တယ်သူအောက်ကိုဝဲမြောက်ကနေပြန်ကြရမယ်အများကြီးပေါ့ဒါညကပြောတဲ့ဗရိတ်နှစ်ထပ် site ဒီဒီကောင်ကတော့ကွက်ရွှေနဲ့ဒီပွဲပေါက်ရမယ် site ဒီဒီပွဲပေါက်ပြီးရင်သူကပြန်ကြမှာနော်အဲ့လိုမျိုးလည်းရှိတယ်ဒါညပြတဲ့တစ်တစ်ရှင်းတဲ့အချိန်ခိုက်ကကနံပြန်ကြတယ်အများကြီးမှအများကြီးပဲနော် ပြန်ကြကိုပြန်ကြ site တွေကိုအကုန်လုံးဆိုရင်80 80လောက်ရှိတယ်။အဲ့ဒီထဲမှာ390ကတော့ site 40လောက်ရှိနော်။အဲ့တော့ကိုဒီပြောမယ်တော့နော်။ပြန်ကြတစ် site နဲ့ site နဲ့អော်နေတာမဟုတ်ဘူးကျွန်တော်။ကျန်ရဆိုင်တဆိုင်နဲ့ဆိုင်လောက်ထဲနဲ့ကျွန်တော်ကအော်တာမဟုတ်ဘူးအော်တာလဲဒီမှာမဆအော်တာမဟုတ်ဘူးမထွက်ခင်เนี่ยကျွန်တော်ပြောခဲ့တာရှဲမထွက်ခင်เนี่ยပြောခဲ့တာ နောက်ပွဲပြင်ကြကစားမယ်အကြတာမကြတာမသိဘူးပေါ့ဒါနော်အာမလည်းမခံဘူးကြချင်မှလည်းကြမယ်နော်ကျွန်တော်ပြောပြီးမှပြန်ညာပြောပြီးမှထွက်တာတွေလည်းအများကြီးရှိရပါပဲအားလုံးပဲမထိုးရသေးရင်လည်းသွားထိုးကြိုက်လို့ထပ်ထိုးခြင်းနဲ့ဆိုလဲထိုးအာတော့ထိုးနော်ကျွန်တော်လည်းသွားထိုးလိုက်အောင်မယ်အားလုံးပဲကံကောင်းကြပါစေဗျာနော်